ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဘာတူးလဲစီစဉ်မှာဆိုရင်တော့ဖြာပုံမှာလံကစားသမမောင်ဝမ်းခွဲကအမားဖြစ်သူကိုလင်ခေါ်ကတက်ဖြတ်ပြီးပစ္စည်းတွေလူရက်ခဲ့တဲ့အကြောင်းပြောပြပေးပါမယ်အေယာဝဒီတိုင်းဖြာပုံမျိုးနယ်မှာနှစ်လကျော်ကြာပျောက်ဆုံးနေတဲ့မက်ဖူဖူးရွှေစင်အသက်24နှစ်ကိုအလောင်းရိုးစုအဖြစ်ပြန်လည်တွေ့ရှိခဲ့ပြီးလူတက်တဲ့အခန်းလူတန်တရားရှိတဲ့မောင်ဝမ်းခွဲအပါဝင်လူလေးဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ် ဖေဖော်ဝါရီလ23ရက်နေ့တုန်းကခါဘုံမြို့နယ်ကျုံတာကျေးရွာနေမဖူးဘူးရွှေစင်ဟာဆိုင်ကနေအင်္ဂါထွက်သွားပြီးပြောင်းဆုံးသွားခဲ့တာဖြစ်ပါတယ်။ထွက်သွားတော့ကဆိုင်ကနေတယောက်တည်းထွက်သွားတာဖေဖော်ဝါရီလ23တဲကပျောက်သွားတာပြန်တွေးတော့ဧပြီလ29ရက်နေ့မှပြန်တွေးတာပေါ့ထွက်သွားတော့ကပါသွားတဲ့ဆိုင်ကရော iPhone ရောမတွေ့သေးဘူးအလောင်းပဲပြန်တွေးတာပေါ့လက်ရှိကတော့ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရတယ်။ Diary Party ဆိုတာကလည်းစစ်ဆေးလို့မရတော့ဘူး။ မနေ့က12နာရီမှာသူ့ရွာမှာပဲတကြိုပြီလို့သိရပါတယ်လို့တည်ဆုံးသူရဲ့အတိလာပြောပါတယ်။ကာလန်ဘေးမှာတည်ဆုံးနေတဲ့အလောင်းအယိုးစုကိုစီးစေရတည်ဆုံးသူရဲ့လက်မှောက်ဝတ်ထားတဲ့ဟန်ချင်းကိုတွေ့ရလာနေမဖူးဖူးရွှေစင်ဖြစ်နေတာကိုအတီးပြုတ်နိုင်ခဲ့ကြောင်းမဖူးဖူးရွှေစင်ဟာအင်ဂျီလက်ရှိဝတ်ထားပြီးရွှေဟန်ချင်းကိုတပ်ဖြတ်သူများကမတွေ့ပဲကြံသွားတာဖြစ်ကြောင်းသိရပါတယ်။မဖူးဖူးရွှေစင်ရဲ့အလောင်းကိုမေလတရက်နေ့မှာတကြိုခဲ့ပါတယ်။ သူ့မောင်ဝမ်းခွဲနဲ့တရခံလေးဦးပေါ့အခုတော့မိသွားပြီစစ်စင်းနေတော့ပဲတခြားတရခံတွေတန်သေးလားဆိုပြီးစစ်စင်းနေတယ်အခုတိထားရတဲ့လောက်ကသူ့မောင်အန်ခွဲကလောင်ကစားလုပ်တယ်ဂိမ်းနေပါလေဆော့တယ်အဲ့လိုလုပ်တာမှရှုံးတော့ပစံတူရန်နဲ့သူ့အမကိုလိန်ပြီးခေါ်သွားတာသူ့ကောင်မလေးနဲ့မိဆက်ပေးမယ်ဆိုပြီးခေါ်သွားတာခေါ်သွားပြီးတော့ရန်ကုန်ဘိုးကလေးကားလမ်းမှာတက်ပြတာပေါ့မုန်းနေပါလေလဲသွားစသေးတယ် စားပြီးတော့ညဘက်ကျောင်းမှာအဲ့ဒီဘက်ကလည်းလူကနည်းနည်းရှင်းတဲ့နေရာရောက်တော့တက်ပြီးတော့လမ်းဘေးကချုံပူထဲမှာတစ်ချထားခဲ့တာပေါ့တကယ်ကနေမရီတော့မသိဘူးသူ့မောင်ဝမ်းခွဲလို့ပဲတည်ထားရတယ်သူ့မောင်ဝမ်းခွဲရဲ့သူ့ရွာကျုံတာနှစ်ယောက်ရဲ့ဘိုးကလေးကတယောက်ရဲ့လို့တော့တည်ထားတယ်လော်နော့ဇေတော့ဖမ်းပြီးစစ်ဆေးနေတော့မယ်လို့တေဆုံးသူရဲ့အတိကပြောပါတယ်ပြည်သက်ကြီးတို့လည်းအခုအခရစ်ပြန်နဲ့ပတ်သက်ပြီးပြောချင်တာရှိရင်ကွန်မန့်မှာပြောသွားကြပါဦးနော် ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Channel လေးကို Subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။